ဆရာတော်ဥဇတိကဟောတဲ့တရားလေးငငယ်ရဆကောင်းတဲ့ဆိုရင်စိတ်တွေဆင်းရဲနေပြီပူလောင်နေပြီဆိုရင်မြင်ရတာတွေကလည်းစိတ်ဆင်းရဲတရားတွေပဲကြားရတာတွေကလည်းစိတ်ဆင်းရဲတရားတွေပဲတွေ့ရတာတွေကလည်းစိတ်ဆင်းရဲဘယ်ဟာမှတာယာမနေဘူးဘုံတော့သူ့ရဲ့စိတ်မူရင်းကောစားဘာဖြစ်နေလဲဆင်းရဲနေတယ်တကယ်လို့စိတ်တရားသာကြည်လင်းနေမယ်တန်ရှင်းနေမယ် တော့အရာရာဟာအကုန်ตายာနေတယ်အရာရာအကုန်ကောင်းနေတယ်မြင်ရတဲ့မြင်ကွင်းလေးကလည်းအော်ตายာလိုက်တာဆိုတော့ကြီးကဘလောက်တောင်ပြောတော့တိရွယ်လေးတွေလှုပ်နေတာကြည့်ပြီးတော့တောင်ပြောတယ်တဲ့ငှက်တန်လေးတွေကြားလာနားထောင်ပြီးတော့တောင်ပြောတယ်စိတ်ထဲမှာအလွန်ချမ်းသာနေတယ်မြင်ရတာတွေကလည်းချမ်းသာနေတယ်ကြားရတာတွေကလည်းချမ်းသာမှုကို ဖြစ်စေအဓိကပစ္စုပန်ကိုအစဉ်ပြေပြေရင်ဆိုင်ဖို့ကလည်းပဲ အကြောင်းအားလျော်ဆိုတာတွေ့ရကြုံရတဲ့အခြေအနေအရရက်တဲ့အဲ့ဒီအတွေ့အကြုံတွေမှာကိုဘလို့သဘောထားသလဲဆိုတော့ကိုစိတ်ထားလေးကပိုးပြီးတော့တော့မှကိုစိတ်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းရဲ့ပုံမှာပိုးပြီးတော့အာကြီးတဲ့အကြောင်းတရားတွေနဲ့သူဖြစ်ပေါ်နေအကျိုးကျေးဇူးပြုနေတယ်။သူကပို့ပြီးတော့အဓိကကြတယ်။အဲ့ဒီအချက်ကိုလည်းမြင်ရမယ်နော်။ဒါကြောင့်ယောနိသောမနတိကာလနှလုံးသွင်းမှန်တယ်။အတွေးကောင်းတယ်အမြင်ကောင်းတယ်ဆိုလို့ရှိရင် စ္စုပန်ကိုလည်းပဲသူဟာချမ်းသာတဲ့အဖြစ်တစ်ခုထွက်အောင်ရင်ဆိုင်နိုင်မယ်ပေါ့ကိုယ့်ရဲ့သူ့စိတ်ထားကမှားညွှန်းနေတယ်ညံပြင်းနေတယ်ဆိုရင်တွေးကြုံရတဲ့အတွေ့အကြုံတိုင်းကသူ့စိတ်ကိုမတတ်မတာဖြစ်စေမယ်အဆင်မပြေဖြစ်စေမယ်အရာတွေကြီးဖြစ်နေမှာပဲနာအဲ့တော့ဒါကလည်းပဲပြစ္ဆုတ်ပံကိုရင်ဆိုင်တဲ့အခါမှာပင်ကိုအခြေခံ လောကရဲ့ပုံမှာဘဝရဲ့ပုံမှာမြင်တဲ့အမြင်မှန်လေးတွေအကောင့်ထားမယ်ဆိုရင်တုံတန်းယုံဟာကအစင်းရဲပါဘူးဟုတ်လားကုဒီမာသူပြောတဲ့စကားလေးမှတ်တာနော်အတ္တိတဏ္ဍုသောစာမိဖြစ်ခဲ့တာတွေကလည်းသူ့စိတ်ကိုစိုးရင်အောင်လုံးနိုင်နဗ္ဗဇ္ဇပါမိအနာဂတံအနာဂတ်ကိုလည်းဘာမှတောင့်တကြောင်းကြမှုနဲ့ပူပန်နေတာမရှိဘူးဘာဖြစ်လို့တော့အတိတ်ကိုမရှိတော့ဘူးလို့သူသိတယ်အနာဂတ်ကိုမရောက်သေးဘူးလို့သူသိတယ် ဟောအခုလောလောဆယ်ရင်ဆိုင်နေရတဲ့ပြစ္ဆုတ်ပံကိုလည်းပဲသူဘလို့သဘောထားတယ်လေမြတ်တာပါတယ်တဲ့အဆင်ပြေပါတယ်